တဲရမယ်စီဒီနေ့အော်တိုဘာလ27ရက်အင်္ဂါနေ့ဂန်နရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းအစီအစဉ်မှာဒီမော့ဆိုနောက်ဖက်ချန်ကဖုန်းနဲ့လက်စစ်ပစ္စည်းဆိုင်တစ်ဆိုင်ပေါ်ထရီခံရတဲ့ဖြစ်စေရှမ်းတောင်ကစပေးရှောင်းတချို့အရေးပြားရာရမှု ဖြစ်ပွားနေတဲ့အခြေအနေနဲ့စက်ကွန်ရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုဆက်ကျင်ခြင်းတပ်ပုတ်ကမ်ပိန်း KNOW ကနေတတိယကြိမ်ပြုလုပ်ခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ဒီနေ့အော်တိုဘာလ21ရက်နေ့နနေ့3နိုင်ဝချင်းချင်းဒီမော့ဆုံမြို့နယ်နောက်ဖက်ချမ်းဈေးဆိုင်တန်းတနီယာကဖုန်းနဲ့လက်စည်းပစ္စည်းအယောက်ဆိုင်တဆိုင်ပစ္စည်းခိုးယူခံမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လာရောက်ခိုးယူသူမှာအမျိုးသားတအူဖြစ်ပြီးပစ္စည်းဝယ်ရောက်ခိုးယူနေတာကိုဆိုင်ရဲ့ CCTV ကနေရိုက်ကူးမိထားတာပါ။အဲ့ဒီတခိုးကမနေ့3နိုင်ထိုးခါနေ့မှာဝယ်ရောက်ခိုးယူခဲ့တာဖြစ်ပြီး power bank တွေနဲ့ power station တွေပါသွားတယ်လို့ဆိုင်ရှင်ကပြောပါတယ်။ ဆိုင်တွေးခိုးယူခံရတာတွေကြောင့်ပျက်စီးတံပိုးမြမကြန့်ငွေ350ကျော်ဆုံးရှုံးခဲ့ရတာပါအခုနှစ်တွင်ဒီမော့ဆွန်မြို့နယ်နောက်ဖက်ချမ်းမှာပျက်စီးခိုးယူတာငွေသားခိုးယူတာတွေမကြာခဏဖြစ်ပွားနေပြီးအထူးသဖြင့်ဈေးဆိုင်တန်းတွေမှာငွေဖောက်ခံရတာတွေများလာတယ်လို့ဒေတာခန့်တွေကပြောပါတယ်ရှင်ရှမ်းပြည်တောင်ပိုင်းကနေထွက်ပြေးသိမ်းရှောင်လာကြတဲ့ဆစ်ရှောင်းတွေတဲကတချို့မှာအရှိပြားရာရမှုတွေဖြစ်ပွားနေကြတယ်လို့မြေပြေကွေးဆေးဆေးကုသမှုဆောင်ရွက်ပေးနေတဲ့ မော်ဘဲကယ်ဆယ်ရေးအသင်းထံကနေသိရပါတယ်။ထွက်ပြေးတိမ်းရှောင်လာကြတဲ့ဆက်ဆောင်တွေကပြည်သူ250ဝန်းကျင်ကိုဂျမားရဲ့ဆော့ရှော့မှုပေးခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာအရေးပြားဖြစ်ပွားနေတာကို တွေ့ရတယ်လို့ဆိုပါတယ်။အရေးပြားရရမှုဖြစ်ပွားတဲ့ဆက်ဆောင်တချို့ကိုတပတ်စာဈေးပေးခဲ့တယ်လို့မော်ဘဲကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီအရေးပြားရရဖြစ်ကြတဲ့ဆက်ဆောင်တွေဟာစစ်ကောင်မရှင်နဲ့ PNO ပြည်သူ့စစ်ထိုးစစ်တွေကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ ဘောရန်တော်စလုံးမြောက်စလုံးကျေးရွာကပြည်သူတွေဖြစ်ကြပါတယ်။အသက်9နှစ်ကနေ10နှစ်ကြာနဲ့28နှစ်ကနေ30နှစ်ကြာလူကြီးတွေမှာရာရမှုဖြစ်ပွားနေပြီးလူဦးရေ40ကျော်ရှိတယ်လို့သိရပါတယ်ရှင်။စကောမရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူသူတွေကိုအသိပညာပေးအစီအစဉ်နဲ့ရွေးကောက်ပွဲကိုဆက်ကျင်တဲ့တပ်ပုံကမ်ပိန်းတရက်ကိုဒီနေ့အောက်တိုဘာလ21ရက်နေ့မှာ ဂရင်းဒီအမျိုးသားလူငယ် CEO KNYO ကဦးဆောင်ပြီးပြုလုပ်ခဲ့ပါတယ်။ Time Green နဲ့ဆက်တဲ့နေရာမှာចောင်းသားတွေနဲ့တူတတ်တရားချိန်မြောက်ပြုလုပ်ခဲ့တာပါ။စစ်ကောင်ရှင်ပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲကိုဆက်ကျင်တဲ့တပ်ပုတ် campaign ကိုတော့ပြီးခဲ့တဲ့စက်တမာလ9ရက်နေ့က KNYO ဝန်ထမ်းတွေကနေပြီးပထမဆုံးချိန်ပြုလုပ်ခဲ့ကဒုတိယချိန်ကိုတော့စက်တမာလ30ရက်နေ့ကဆိုမိုပရက်ဆိုလဲရှာတော်မြို့နယ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလိုဓာတ်ပုံကမ်ပိန်းပြုလုပ်ရတာဟာလူတို့စန္ဒမပါတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပြက်ပြက်တန်းတားဆက်ကျင်ကြောင်းပြတ်တလို့တာဖြစ်တယ်လို့ KNYO တာဝန်ရှိသူတူဦးကပြောပါတယ်။ရွေးကောက်ပွဲဆက်ကျင်ကြောင်းဓာတ်ပုံကမ်ပိန်းတွေဖြင့်ပိုစတာကတာလက်ကမ်းစာဆောင်မျှဝေတာကိုလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ KNYO တာဝန်ရှိသူတူဦးကပြောဆိုထားပါတယ်ရှင်။ကနော်ရိုင်းထိုင်းတရင်ဌာနရဲ့ညနေခင်းရုပ်သက်သတင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ် ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရင်းနီဘီသူဘီသာအားလုံးဘင်းကင်းလှုံ့ဆော်ကြပါစေရှင်ကျမမော်လေးများပါ